မွန်ပြည်နယ်တွင်းရှိ မြို့နယ်ချို့မှာစစ်ကောင်စီကနိုင်စင်မဲ့ကားပါဝင်ဆိုင်ကယ်တွေကိုနေအိမ်တွေထိလိုက်လံဖမ်းဆီးပြီးချင်းချောင်ငွေကြီးတောင်းခံမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကတံလွေတိုင်းကိုပြောပါတယ်။နိုင်စင်မဲ့ရင်ဖမ်းဆီးမှုဟာပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြီးတော့မှပြုလုပ်တဲ့စစ်ကောင်စီဘွဲ့ရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကောင်ဆောင်ဘူဂျုံဘူးကြီးမင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ကြောင့်ဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေကဆိုကြပါတယ်။စစ်ကောင်ဆောင်ကနိုင်စင်မဲ့ကားနဲ့နိုင်စင်မဲ့ဆိုင်ကယ်စီးနှင်းနေမှုတွေကိုပေါ်ထုတ်ရမှာဖြစ်ပြီး နံပါတ်ပြအတူပြုလုပ်တာ၊ license အတူပြုလုပ်တာတွေကိုတွေ့ရတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်နေသူအားလုံးကိုစစ်စစ်ဖော်ထုတ်ရည်ယူဖို့ညွှန်ကြားခဲ့တာပါ။ license မဲ့ရင်စီးနှင်းမှုတွေကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနင့်နာရသလိုလုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်းအခက်အခဲဖြစ်ပေါ်နိုင်တဲ့အတွက်တိုင်းနယ်ပြည်နယ်လိုက်နိုင်စင်မဲ့မော်တော်ကားနဲ့မော်တော်ဆိုင်ကယ်စီးနှင်းမှုမရှိစေရအတွက်ကြက်မှတ်ဖို့ညွှန်ကြားထားပါတယ်။အမိမပေါ်လို့တဲ့ဝန်ပြည်နယ်ဒေသခံတို့ကနိုင်စင်မဲ့ယင်တွေကိုနေအိမ်တိ ရှောင်းတခင်အဇင်းစစ်တဲ့ပုံစံနဲ့ဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးတာတွေပြုလုပ်လာတယ်လို့ပြောပါတယ်။လူလူကြီးရပေါ့ဒီမလိုက်စင်မဲ့ရင်းနေနဲ့ဒီဘကလူလူပြေတာခါတာရုပ်လာလေဆိုပြီးတော့အကြောင်းပြခြင်းနဲ့အတို့အင်မဝင်းရှောင်းတခင်ဝင်းစစ်တာလို့အဇင်းစစ်တဲ့ပုံစံနဲ့ဟိုမြဘဝလူစားတာမဟုတ်ဘူးနဲ့လူမျိုးဝတ်တော့ဆိုင်ကေဝတ်တော့ကားလို့ရှိမရှိ စစ်စီတာလိုလုံးတာဟုတ်မော်နယ်မျိုးပေါ်မှာတော့အိမ်မှာတော့လိုက်လို့တင်းစေးတော့ဖန်စီရမရှိသေးဘူးအဲ့အဲ့ရောက်စင်ရင်ကောက်ဘူးဆိုပြီးတော့ဒီအဆူရီပိုင်းအဆူမူကြီးရနေကိုရိုင်းမူကြီးစီမီခေါ်တာတော့ရှိတယ်ဒါအပြင်စစ်ကောင်းဆောင်ကလိုင်စင်မဲ့ရင်တွေကိုဖန်စီဖို့ပြောပြီးနောက်လမ်းစုံလမ်းခွာတွေမှာစစ်ဆေးမှုပုံမှုတင်းကျပ်လာသလိုညပိုင်းချိန်ထိလိုင်စင်ရှိမရှိစစ်ဆေးမှုတွေပြုတ်လုပ်လာတယ်လို့ဒေသခံတွေကပြောကြပါဗျာ အမည်မဖော်လိုတဲ့မွန်ပြည်နယ်ဒေသခံနောက်တအုပ်ကတော့စစ်ကောင်စီကစီမံချက်ပုံစံနဲ့လိုင်စင်မဲ့ယင်တွေကိုဖမ်းဆီးနေတယ်လို့ညဘက်ချိန်တွေမှာလည်းအဲစင်းဝင်စစ်ပြီးလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုဖမ်းဆီးတာရှိတယ်လို့ပြောပါတယ်ဖန်နေပြီကွာလူသူမြေကြီးစီနော်ဖန်တော့လာစီလက်ဖန်တော့နှစ်ယောက်စီလက်ဖန်တော့ဒီမြတ်သားရီရောဆိုင်ကြီးရောနှစ်ယောက်စီရီရောဟိုလိုင်ကျင်းကြီးမြေကြီး အဲ့လိုပေါ့ညာတရားလို့ရှိရင်မေဘွာတော့ကစားပြရင်တော့အပြင်ဖြစ်လာပါတော့ရှိတယ်။တံငယ်တို့ကာရူဒီဝတ်ောက်ဖိုင်နာတို့လိုလိုနိုင်စင်မဲ့ရင်လေးဖန်းစီခံရပါကစစ်ကောင်စီနဲ့နီးစပ်သူအသိရှိရင်ငွေကြေးသိမ်းတဲ့ချီပေးလိုက်ပါကပြန်လွတ်ပေးတာတွေရှိပေမဲ့စစ်ကောင်စီနဲ့နီးစပ်သူအသိမရှိပါကသိမ်းစီခံရတာတွေရှိနေပါတယ်။ဒေသတွင်းမှာတော့စစ်ကောင်စီကနိုင်စင်မဲ့ရင်မန်းစီမှုတွေကိုတင်းတင်းကြပ်ကြပ်ပြုလုပ်နေတဲ့အတွက်လမ်းသွားဖို့တောင်ခက်ခဲရှိလာသလို မော်တော်ယာဉ်ပြင်လူပါဖမ်းဆီးခံရနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာပါစစ်ကောင်စီရဲ့လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုဟာစစ်ကောင်စီတပ်ရဲပြင်ဌာနဆိုင်ရာဝန်ထမ်းတွေကိုစားပေါက်ဖန်တီးပေးတာဖြစ်ပြီးလိုင်စင်မဲ့ယာဉ်အများစုကိုစစ်ကောင်စီဝန်ထမ်းတွေကသာအသုံးပြုနေတယ်လို့ဒေသခံတွေကဝေဖန်ပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရမေလ22ရက်နေ့ကရေးတံယူစီရက်နေ့မူတုံမြို့နယ်မှာလိုင်စင်မဲ့ မော်တော်ဆိုင်ကလေးစီးဖမ်းဆီးရမိခဲ့ပြီးပို့ကုံသွင်းကုံဥပဒေနဲ့ညီအေးအေးယူထားတယ်လို့ထုတ်ပြန်ထားပါတယ်